The word tariff properly used is a beautiful word. The word tariff is the most beautiful word in the dictionary. To me the most beautiful word in the dictionary is tariff. I always say tariffs is the most beautiful word to me in the dictionary. Trump အရန်အားထားတဲ့သွင်းကုန်အခွန်စီးကျက်မှုတွေဆိုတာဘာပါလဲဒီကာလနိုင်ငံတကာရေးရာတွေကိုပြောကြဆိုကြတဲ့အခါမပါမဖြစ်ပါလာပြီးချင်းတန်၆တန်လိုတောင်ဖြစ်လာတဲ့ဝေါ်ဟာရတခုရှိပါတယ်အဲ့ဒါကတော့ tariff ဆိုတဲ့စကားရပ်ဖြစ်ပါတယ်။ American သမ္မတရာထူးကို Donald Trump ဒုတိယကြိမ်ဆက်ခံပြီးချိန်ကတည်းကနိုင်ငံတကာမီဒီယာတွေရဲ့ခေါင်းစီသတင်းတွေမှာ tariff ဒီဝေါ်ဟာရကိုတွင်တွင်ကြဲကြဲသုံးနေကြတာမြင်ကြရမှာပါ။ tariff ကိုဘာသာပြန်ရရင်တော့နိုင်ငံတစ်ခုရဲ့အစိုးရကတခြားနိုင်ငံတွေစီကနေတင်သွင်းလာတဲ့ကုန်စီတွေအပေါ်အခွန်စည်းကြက်ကောက်ယူမှုကိုရည်ညွှန်းတာဖြစ်ပါတယ်။သွင်းကုန်အခွန်စည်းကြက်ခြင်းလို့ပြန်ဆိုရမှာပါ။ အမေရိကန်က tariff ကိုဘာကြောင့်ကြဲကြဲလောင်လောင်ပြောဆိုလာသလဲကုန်သွယ်စစ်ပွဲအထိဘာကြောင့်ခက်မှန်ပြောဆိုနေကြတာလဲဘလို့တက်ရောက်မှုတွေရှိလာနိုင်ပါသလဲသွင်းကုန်အခွန်စည်းကြက်မှုတွေမြင့်တက်ရေးဆိုတာက Trump ရဲ့တမရတက်တန်းနှစ်ကြိမ်စလုံးမှာအရေးပါတဲ့စီးပွားရေးနဲ့နိုင်ငံရေးမူဝါဒတစ်ခုပါလက်ရှိဒုတိယတက်တန်းမှာတော့ပိုပြီးတောင်ကြမ်းတမ်းလာတယ်လို့ဆိုနိုင်ပါတယ်အစင်အလာရအမေရိကန်ဟာပြည်ပနိုင်ငံတွေစီကသွင်းကုန်တွေအပေါ်အခွန်စည်းကြက်မှုကိုရှော့ပေါ့ပေးလို့ရှိခဲ့ပါတယ် ဒီအကျိုးဆက်ကအမေရိကန်ရဲ့ကုန်ထုတ်စည်းပေါ်ရေးလုပ်ငန်းတွေကိုနစ်နာထိခိုက်စေတယ်လို့ထရမ့်ကထောက်ပြဝေဖန်ခဲ့တာပါနိုင်ငံသားကနေဈေးပေါ်တဲ့ကုန်စည်တွေဝင်လာတဲ့အခါအဲ့ဒီတူညီတဲ့နိုင်ငံရဲ့ပြည်တွင်းထုတ်ကုန်တွေအပေါ်ဝဲလူအားကျဆင်းသွားပါတယ်အဲ့ဒီတော့ပြည်တွင်းကကုန်ထုတ်လုပ်ငန်းတွေအရှုံးပေါ်ပြီးလုပ်ငန်းရပ်စဲတာပြည်တွင်းအလုပ်သမားတွေအလုပ်အကင်ဆုံးရှုံးတာတွေကြုံလာရတတ်ပါတယ်ဒီလိုအခြေအနေမျိုးတွေကိုတုံ့ပြန်ဖို့အတွက်ဆိုရင်သက်ဆိုင်ရာနိုင်ငံအစိုးရကတွင်းကုန်အခွန်စည်းကြပ်မှုတွေကို မြင့်တင်တက်ကြပါရယ်။အဲ့ဒီအခါအခွန်မြင့်တင်တာခံလိုက်ရတဲ့တွင်းကုံတွေကဈေးတင်ရောက်ရပြီးတော့ပြည်တွင်းထုတ်ကုံတွေနဲ့တန်ဖိုးမကွာတော့ပါဘူး။အဲ့ဒီအခါနိုင်ငံရဲ့ကုန်ထုတ်စွမ်းအားရောထုတ်ကုံတွေရဲ့ရောင်းအားပါပြန်မြင့်တက်လာစေနိုင်ပါရယ်။ဒါပေမဲ့အဲ့ဒီနီလမ်းမှာအဓိကပြဿနာတစ်ခုကတော့အခွန်တိုးခံရတဲ့အခါကုန်စီတင်သွင်းသူတွေကဈေးကွက်ထဲဖြန့်တဲ့ဈေးနှုန်းကိုမြှင့်လိုက်တဲ့အတွက်ပြည်တွင်းဝယ်ယူသုံးစွဲသူတွေကဈေးပိုပေးရတာငွေပိုသုံးရတာပဲဖြစ်ပါရယ်။ ထရမ့်ကသူ့ရဲ့ပထမသမ္မတသက်တမ်းတုန်းကတရုတ်ကိုအဓိကပြစ်မှတ်ထားပြီးသွင်းကုန်အခွန်စည်းကြမှုတွေကိုမြင့်တင်ခဲ့ပါတယ်။တရုတ်ကလည်းအားကြမခံအမေရိကန်သွင်းကုန်တွေကိုအခွန်တွေပြန်တိုးကောက်ရာကဗတ်တပြန်ကြားတပြန်တွေဖြစ်ပြီးအဲ့ဒီအခြေအနေကိုမီဒီယာတွေကကုံသွယ်ရေးစစ်ပွဲလိုတောင်တင်စားခဲ့ပါတယ်။ထရမ့်ရဲ့ဒုတိယသက်တမ်းမှာတော့သူဆင်နွှဲနေတဲ့ကုံသွယ်ရေးစစ်ပွဲရဲ့ပြစ်မှတ်ကတရုတ်တယ်မကတော့ပဲမဟာမိတ်တွေအိန္ဒိယနိုင်ငံတွေအပါအဝင်တစ်ကမ္ဘာလုံးကိုဖြန့်ကျက်လာပါတော့တယ်။ ထရမ့်ကအမေရိကန်စီတင်သွင်းတဲ့အလူမီနီယံနဲ့တပ်မဏိတွေအတွက်အခွန်25ရာခိုင်နှုန်းစီးကျပ်မှုကိုမတ်လလယ်မှာအစပြုကျင့်သုံးခဲ့ပါတယ်။တရုတ်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကအမေရိကန်စီမူရစ်စေဝါမှာကိုတင်သွင်းမှုတွေကိုတားဆီးဖို့ထိထိရောက်ရောက်အားမထုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အစောပိုင်းကတည်းကလည်းအဲ့ဒီသုံးနိုင်ငံရဲ့သွင်းကုန်တချို့အပေါ်အမေရိကန်ကအခွန်စီးကျပ်မှုတွေမြှင့်တင်ထားပါတယ်။ အဲ့ဒီနိုင်ငံတွေကလည်းအမေရိကန်ရဲ့သွင်းကုန်တွေအပေါ်လက်တော့ပြန်ပြီးတော့အခွန်စည်းကြမှုတွေတိုးမြင့်လိုက်ပြန်ပါတယ်။သွင်းကုန်တွေအပေါ်အခွန်တိုးမြင့်စည်းကြရမှာကုန်စည်တန်ဖိုးရဲ့ယာဂိုင်နှုန်းတွေနဲ့သတ်မှတ်လေးရှိပါတယ်။ဥပမာဆိုရင် တရုတ်ရဲ့သွင်းကုန်တစ်မျိုးကိုသွင်းကုန်အခွန်20ရာခိုင်နှုန်းစည်းကြတယ်ဆိုတဲ့အထိပ္ပယ်ကအဲ့ဒီကုန်စည်ဟာ10ဒေါ်လာတန်ဖိုးရှိရင်အစိုးရက2ဒေါ်လာအခွန်ကောက်တဲ့သဘောပါ။အဲ့ဒီအခွန်ကိုတော့ပစ္စည်းတင်သွင်းလာတဲ့ကုမ္ပဏီတွေကပေးဆောင်ရပါတယ်။ အဲ့ဒီအခါကုမ္ပဏီတွေကလည်းပိုရှန်လာတဲ့အခွန်စရိတ်အားလုံးဒါမှမဟုတ်အစိတ်ပိုင်းတစ်ခုစာလောက်ကိုဝယ်ယူသုံးစွဲသူတွေစီကနေပြန်ရဖို့ပစ္စည်းတွေဈေးတင်ရောင်းပါတယ်ထရမ့်အစိုးရလက်ထက်နိုင်ငံခြားရေးမူဝါဒတွေအရအမေရိကန်ဟာအစဉ်အလာမဟာမိတ်ဥရောပသမဂ္ဂ EU နဲ့ဆက်ဆံရေးခါသည့်စိန်းကနေချိန် EU ရဲ့တမနိနဲ့အလူမီနီယံတွေကိုပါတွင်းကုန်အခွန်တိုးကောက်မဲ့ထရမ့်ရဲ့ဆုံးဖြတ်ချက်ကြောင့်နှစ်ဖက်ကြားမှာပို့ပြီးတော့တင်းမာလာမဲ့အနေအထားရှိနေပါတယ် ထရမ့်ကိုတုံ့ပြန်တဲ့အနေနဲ့ American Whiskey တွေကိုအခု90ရာခိုင်နှုန်းအထိတိုးကောက်ဖို့စဉ်းစားနေကြောင်း EU ကပြောခဲ့ပြီးထရမ့်ကလည်းအဲ့ဒီလိုသာလုပ်မယ်ဆိုရင် EU နိုင်ငံတွေစီကနေ American ကိုတင်သွင်းသမျှအရက်အားလုံးကိုသွင်းကုန်အခွန်200ရာခိုင်နှုန်းစီးကျပ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။တနည်းအားဖြင့်တော့ American ကိုဒေါ်လာ100နဲ့တင်သွင်းတဲ့ဝိုင်းတစ်လုံးအတွက်ဒေါ်လာ200အခွန်ဆောင်ခိုင်းမဲ့သဘောပါ။ထရမ့်သာအဲ့ဒီကိစ္စကိုတကယ်ထားလုပ်မယ်ဆိုရင်ဥရောပအရက်ဈေးကွက်တစ်ခုလုံး ဖယုတ်ဖယဲဖြစ်သွားပါလိမ့်မယ်လလောဆယ်တော့ EU ကပြဿနာတွေကိုညှိနှိုင်းမှုနဲ့ချင်းကပ်ဖြေရှင်းဖို့စ조사နေပါတယ်အမေရိကန်ရဲ့နောက်ထပ်မဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့တောင်ကိုရီးယားဆိုရကတွင်းကုန်အခွန်စည်းကြမ်းမှုတွေကနေကင်းလွတ်ခွင့်ပေးဖို့ Trump စီကိုမြစ်တာရက်ခံခဲ့ပေမဲ့လေ Trump ကိုယ်တိုင်ကတော့သူ့ရဲ့မူဝါဒတွေမှာအခွင့်ထူးခံကင်းလွတ်တဲ့နိုင်ငံရဲလို့ရှိမှာမဟုတ်ကြောင်းပြောထားပါတယ်ပြီးတော့လေတွင်းကုန်အခွန်တိုးမြှင့်မှုတွေကတခုပြီးတခုထပ်ပေါ်ထွက်လာနိုင်ခြေရှိနေသေးပါ ထရမ့်ကသူ့အစိုးရရဲ့တွင်းကုံအခွန်မူဝါဒတွေဟာအမေရိကန်နိုင်ငံရဲ့ကောင်းကျိုးအတွက်ပြီးတော့အမေရိကန်ပြည်သူတွေရဲ့ချမ်းသာကြွယ်ဝမှုတွေကိုပြန်လည်ယူဆောင်နိုင်ဖို့အတွက်ဖြစ်တယ်လို့ကြွေးကြော်ထားပေမဲ့လလော့ဆယ်မှာတော့အဲ့ဒီမူဝါဒကြောင့်ပဲအမေရိကန်စီးပွားရေးအပေါ်အနှုတ်လက္ခဏာဆန်တဲ့ရိုက်ခတ်မှုတွေကြုံနေရပါတယ်။ဒါကလည်းထရမ့်ဟာတွင်းကုံစီးကျမ်းမှုတွေကိုအခုပဲကျင့်သုံးမယ်အခုပဲရွှေ့ဆိုင်းမယ်ဆိုတာမျိုးခဏခဏစိတ်ပြောင်းနေတာတွေကြောင့်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကအမေရိကန်ရဲ့စီးပွားရေးမူဝါဒမတည်ငြိမ်သေးတဲ့အခြေအနေမှာဘာဆက်လုပ်ရမလဲတွေးရချက်နေပြီးအကျိုးဆက်အနေနဲ့အမေရိကန်မှာရောကမ္ဘာအနှံ့ကဈေးကွက်တွေမှာပါရှယ်ယာတန်ဖိုးကျဆင်းမှုတွေကြုံလာရပါတယ်။ထရမ့်ကိုယ်တိုင်ကလည်းသူ့ရဲ့ရှီမန်းချက်ကြီးမားတဲ့စီးပွားရေးမူဝါဒအတွက်စက္ကူမကူကာလမှာနိုင်ငံစီးပွားရေးကျဆင်းမှုနဲ့ကြုံကောင်းကြုံနိုင်တယ်လို့မတင်မကျပြောထားပါတယ်။သူ့သဘောကတော့တိုးမဲ့စင်နောက်တလန်းဆုတ်တဲ့အတိတ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့တကယ်တမ်းဆုတ်သွားတာကတလန်းတဲ့ဟုတ်ပါမလားဆိုတာတော့စောင့်ကြည့်ရအောင်ပါပါနိုင်ငံတကာစီးပွားရေးသူတွေတီတွေကတော့ထရမ့်ရဲ့လက်ရှိကျင့်သုံးနေတဲ့အခွန်မူဝါဒလမ်းကြောင်းတွေဟာတရုတ်ကိုပိုပြီးပြင်းပြင်းထန်ထန်ထိုးနှက်ပွဲရှိတယ်လို့သုံးသပ်ထားကြပါတယ်အဲ့ဒါကလည်းထရမ့်အဖြစ်ချင်းဆုံးစံတာပါပဲတရုတ်ကတော့နိုင်ငံရဲ့အကျိုးစီးပွားနဲ့အခွင့်အလမ်းတွေကိုကာကွယ်ဖို့ဖြစ်နိုင်သမျှနီလန်အားလုံးအသုံးပြုသွားမယ်လို့ပြောထားပါတယ် ပြီးတော့တရုတ်ရဲ့သွင်းကုန်တွေကိုအမေရိကန်ကအခွန်20ရာခိုင်နှုန်းစီးကျပ်တာနဲ့ပတ်သက်ပြီးတရုတ်အစိုးရကကမ္ဘာကုန်သွယ်ရေးအဖွဲ့ကြီး WTOC ကို အရေးဆိုတိုင်ကြားထားပါတယ်။ထရမ့်ခန့်အပ်ထားတဲ့စီးပွားရေးဝန်ကြီးကတော့လက်ရှိမှာအစိုးဘက်ကိုဥတီနေတဲ့စီးပွားရေးအခြေအနေကအစိအတောက်တွေကိုဖယ်ရှားတန့်စင်တဲ့ကာလတစ်ခုစာအတွက်သာကြာလိမ့်မယ်လို့မှတ်ချက်ပေးထားပါတယ်။ အနာဂတ်မှာအမေရိကန်အတွက်ပိုပြီးမှန်ကန်ကောင်းမွန်တဲ့စီးပွားရေးမူဝါဒလမ်းကြောင်းပေါ်ရောက်စေနိုင်ဖို့ဆိုရင်ခဏတာကြာဆင်းမှုတွေဆိုတာထိုက်တန်တဲ့ရင်းနှီးမှုဖြစ်လိမ့်မယ်လို့သူကပြောကြားသွားပါတယ်ရှင်။